အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မန္တလေးကရွှေချောင်းလူလူတီများတဲ့ရွှေနှံတော်ချောင်းနဲ့ပတ်သက်ပြီးတော့2025ငလျင်မှာဘယ်နေရာတွေထိခိုက်သွားသေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရေနောက်တစ်ခုကရွှေချောင်းကြီးကိုဘယ်လိုပုံစံမျိုးတည်ဆောက်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရေထပ်မံပြီးတော့ရွှေချောင်းကြီးနဲ့ပတ်သက်တဲ့တမိုင်းချောင်းကိုလည်းဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်နှောင်းတော်ကျောင်းကတော့မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ဒေါနာဘွားရက်ကွက် မဟာအတုလဝိဇယယာမတိုင်မဟာယန်တတိုင်းတစ်ခုကြားအရှိတောင်တောက်မှာတည်ရှိလိုနေပါတယ်ရွှေချောင်းလူလူသည်များတဲ့ဒီရွှေနှင်းတော်ချောင်းကတော့နှစ်ပေါင်း130ကျော်တက်တန်းရှိနေပြီပဲဖြစ်ပါတယ်ကုန်းပေါင်ခေ19ရာစုမြမပိတုကလက်ရာစံပြအချောင်းတော်ကြီးတစ်ခုလည်းဖြစ်ပါတယ် ကျောင်းကြီးရဲ့တိဆောက်ပုံကိုပြောရမယ်ဆိုလို့ရှင်တော့တဆောင်လုံးမှာအရှိအနောက်15လုံးတန်းနဲ့တောင်မြောက်10လုံးတန်းရှိခြင်းကြောင့်တိုင်ပေါင်းစုစုပေါင်း150တိုင်တောင်ရှိပါတယ်။ငကရုတ်ထောက်တိုင်နေတဲ့ကတော့စုစုပေါင်း54တိုင်တရှိပြီးတော့တရကင်းအုပ်လီက50နဲ့တိဆောက်ထားတဲ့ကျောင်းတော်ကြီးတခုပဲဖြစ်ပါတယ်။ကျောင်းကြီးကိုတော့မြန်မာမှုတက်တာပပုကိုအခြေခံပြီးတော့ချူပန်းချူးနယ်အပြောင်အမွှမ်းများရုံလုံးကြွများခြေငှက်တလိဆန်များ နယံကက်ရုပ်ကြွများနဲ့အတွင်းမာရဘင်အရှိပိုင်းကွန်စင်တန်ရဲ့အခြေမှာတော့ဇက်ကြီးစေပွဲတောထွက်ခန်းမဟာဘရုမာဇက်ဥတေနာစကောင်များကိုစိတ်ဝင်စားပွဲလက်ရမြောက်စွာထုလုပ်ထားတဲ့အကြောင်းတော်ကြီးတစ်ခုပဲဖြစ်ပါတယ်တမိုင်းချောင်းကိုပြောရမယ်ဆိုရင်တော့ညာနန်းဆန်ကျော်ရွှေနန်းတော်ကြီးရဲ့မှန်နန်းဆောင်ရဲ့မြောက်ဖက်မှာမင်းတို့မင်းတရားကြီးဆံမြန်းတော်မူရာနန်းဆောင်တစ်ဆောင်ရှိပါတယ် တက်ဂရေ1898ခုနှစ်အော်တိုဘာလာတရရနေ့မှာတော့မင်းနိုမင်တရားကြီးနဲ့ရွာဆန်ပြီးတဲ့နောက်မှာတော့တားတော်ဒီဘောမင်းကဖခင်မင်းနိုမင်တရားကြီးနဲ့ရွာဆန်ခဲ့တဲ့နန်းဆောင်နဲ့စနုဆောင်ကို73ရက်နေ့မှာပဲဖြုတ်သိမ်းခဲ့ပါတယ်။အော်တိုဘာလာ31ရက်နေ့1883ခုနှစ်မှာတော့အခုကျွန်တော်ရောက်ရှိနေတဲ့ရွှေချောင်းကြီးတရှိရနေရာကိုဘုန်းကြီးကျောင်းအဖြစ်ပြောင်းလဲဆောက်လုပ်လုပ်တန်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီခေတ်ကငွေနဲ့တွက်မယ်ဆိုရင်တော့ငွေရင်းကတသိန်း2000ကျပ်တောင်ကုန်ကြခဲ့တယ်လို့ဆိုပါရယ်19ရာစုကုန်းမောင်ခေတ်မှာရှိတဲ့မြမပိတုကလက်ရာများကိုအစွမ်းကုန်အသုံးပြုထားပြီးတော့နန်းတော်ကနေပြောင်းလဲလာခဲ့တဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွှေနန်းတော်ကျောင်းလိုလည်းအမိပေးထားခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျောင်းတော်ရဲ့အတွင်းအပြင်တစ်ခုလုံးကိုရွှေပိန့်ချထားတဲ့အတွက်ကြောင့်မို့လို့ရွှေကျောင်းလိုလူတီများခဲ့တာလည်းဖြစ်ပါတယ်။ ဒီရွှေနှန်းတော်ကြောင်းကြီးကတော့အမိုးသုံးစင်လေဘောနှစ်ထပ်ဆံမြင်ပါတဲ့ဈေးတဝန်းကျောင်းဆောင်ပုံစံပဲဖြစ်ပါတယ်။ရှေးစင်လာဘုန်းကြီးကျောင်းနေတဲ့တိဆောက်ပုံချင်းမတူပဲနဲ့စနုဆောင်ကိုနေကျော်တိဆောက်ထားပြီးတော့ကျောင်းဦးပြတ်တဲ့နဲ့ဘောခဆောင်မပါတော့ကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ တက်တန်130ကျော်နေပြီဖြစ်တဲ့မင်းကလေးတောင်ကျင်းမှာရှိတဲ့တမိုင်းဝင်အခုမြင်တွေ့နေရတဲ့ရွှေချောင်းကြီးကိုတော့တိုင်လုံးပေါင်း150နဲ့ထောက်ကန်ထားတာဖြစ်ပြီးတော့2023ခုနှစ်ဇွန်လလအတွင်းမှာစတင်ပြီးတော့ American နိုင်ငံအခြေဆိုင်ကမ္ဘာအဆောက်အုံထိသိမ်းရေးဆိုင်ရာရန်မုံငွေဖွဲ့ World Monument Fund ကနေပြီးတော့ American Dollar 5,500,000ကိုကြေးကွက်ခံပြီးတော့ပညာရှင်များနဲ့စစ်ဆေးဆောင်ရွက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုလိုပညာရှင်များပြုလုပ်ခဲ့တဲ့လုပ်ငန်းများမှာတော့ရွှေနှံတော်ကြောင်းကြီးနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေကိုသိရှိစေဖို့အတွက်အသေးစိတ်လက်နဲ့ပုံဆွဲပြီးတော့မှတ်တမ်းတင်တဲ့လုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နေပြီးရင်တော့စီရင်ထားတဲ့အမုံအပြောင်ဗပုယုံလို့ရုပ်ကြတွေကိုလေဆာစကန်နဲ့ရိုက်ကူးခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တယ်။အဲ့ဒီအပြင်ကမှကြောင်းတိုင်တွေရဲ့အတွင်းတွေကိုမိုးရေစိတ်ဝင်ခြင်းရှိမရှိခြားစားခြင်းရှိမရှိအခြေအနေကိုလည်းစမ်းသပ်လေ့လာပါရစေ။ the world monument fan အနေနဲ့လည်းနောက်ထပ်သူတို့ရန်ပုံငွေတွေထပ်မံပြီးတော့ရရှိခဲ့မယ်ဆိုရင်တော့ဒီရွှေနှင်းတော်ရဲ့တဝိုက်မှာသာလပစီရဲ့အတွက်မီယာရှူကင်း landscaping ပြုလုပ်ခြင်းလုပ်ငန်းအနေနဲ့အတူတူဒီကျောင်းအဆောက်အုံမှာပြင်ဆင်နေတဲ့တက်သားတွေကိုပြုပြင်မောမောမှုလုပ်ငန်းများလည်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်နှင်းတော်ကျောင်းရဲ့အတွင်းပိုင်းမာရပင်ရဲ့အရှိတ်ဘက်မှာရှိတဲ့ပလင်ပေါ်မှာတော့မင်းနုံမင်းတရားကြီးကိုကိုယ်ခဲ့တဲ့မဟာဘောဓိလက်ရာတောင်ကိုင်းသားဝမှာ ပြာချတယိုးကင်ထုလုပ်ထားတဲ့မန်စင်းတို့ရုပ်ပွားတော်မြတ်တစုကိုလည်းကြီးညိုစွာဖူးတွေ့နိုင်ပါတယ်ရှင်နယ်တော်ចောင်းကြီးကတော့ဒုတိယကဘာစစ်တွင်းကစစ်ပီးစီရင်အပျက်စီးမှကင်းလွတ်ခဲ့တဲ့မြန်နန်းစံကျော်ရှင်နယ်တော်ကြီးရဲ့မူလလက်ရာနန်းတော်သာသနိကအဆောက်အအုံဖြစ်တဲ့ကဲ့သို့ပဲ2025မတ်လ28ရက်နေ့မှာတက်ခတ်ခဲ့တဲ့ ပင်အား7.7 scale ရှိတဲ့ငလင်တန်းကြောင့်လည်းထိခိုက်ပစ်စင်းမှုတွေအနည်းငယ်လေးသာရှိခဲ့တယ်လို့ဆိုပါရစေ။ဆိုတော့ဒီတစ်ခေါက်မှလည်းကံကောင်းစွာနဲ့ပဲငလင်တန်းကိုလည်းကျော်လွှားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီကြောင်ရအမှုခုပဲဒုတိယကမ္ဘာစစ်ဖြစ်တော့ဟိုတူမရှိကြောင်ရဘုံကျဲထဲမှာပါဒါမှမပါလုံးလုံးမင်းမှာ။အော်ဖျားဖျား။အော်ဒီဖျားလား။ဝီကွေး ဩမိခွင့်နဲ့ခင်ဗျာရွှေဘုံငါးသားရောင်းတဲ့ဒီကသမဝါရီကြောင့်ဒီအနောက်ဘက်ကိုထွက်လာရင်တောင်မချမ်းစီတစ္ဆာဒီရောက်ခချင်ရလင်းရောက်ပြီးတော့ဒီကနေဟိုဘက်ကိုထွက်လာရင်ကျောင်းနဲ့ကျောင်းရှိရကံမြင့်တဲ့တူအောင်ဒီဒီကနဆက်ကြတယ်ကျွန်တော်တို့ဦးဒီချောင်းဖိုးရအောင်မတူချွေချောင်းအဲ့မှာချွေချောင်းဟာချွေချောင်းဖိုးဩဒီဒီပြရိုက်ပြန်စမ်းထားတယ် ကြောင်းပြက်ဒီအပေါ်ဆင့်ညာတော့ခေါင်ရတော့တော့တိုင်းရုပ်တိရှိရဲ့ဒီအဲ့လိုဟာလည်းတော့တော့တိုင်းအော်ဆူတော့ဒါရွှေရွှေပေါ့ဒီဟာဟုတ်ပါဘူး။ဟော။လို့ပါရည်ပါကြောင့်ရှိပါမလား။မရှိဘူး။ဒီကွာပါဒီဒီဒီကခုမရှိတာတော့ပါလေ။ဒီတက်တယ်ကခုံးချောင်းချီမရှိဘူး။အိုးအင်းကြီး။အင်းမထောက်ထုံးနေတယ်တော့အောက်မှာဘယ်လိုရှိအင်းကြီးကဘယ်လိုလဲ။

ဩဒါကြောင့်မလို့ဒီအောက်ကနေမှာကျတော့ရွှေတွေဒီကနေကွာကြတာလည်းရှိမှာပေါ့ဒါကြောင့်မလို့ brain ရဝင်ကြည့်ကြဟုတ်အဲ့ဒီ phone ဒီကေမောမှာဒီကျွန်တော်ဆိုင်ကမှာ phone ရတယ်အเจ้าနဲ့ပေါ့ဒီကပြေးနေတယ်ဟုတ်ကဲ့အဲ့ဟိုနေတာအဖုန်းနေတာလည်းဟဲ့ကျွန်တော်နဲ့ကျွန်တော်တို့ဦးလေးကြာဦးလေးဖုန်းတော့ဖမ်းမယ်ဘာညာလည်းစမ်းတယ်ဒီအเจ้าကအချိန်မှနေတယ်ဟုတ်တယ်မဟုတ်ဘူးအဖုန်းရတယ်စိတ်နေတယ် ဟောနော်ဒီနောမင်းကြီးရာရာနောမင်းကြီးဖြစ်နေတယ်ဒီပြတာနော်ဆက်လက်ပြီးတော့လေကျွန်တော်ကိုယ်တိုင်ငလေးမတိုင်တောရောက်လည်လာခဲ့တဲ့မန္တလေးမြို့ရဲ့ထင်ရှားတဲ့နေရာဒေသတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်